အလုံးမဲမင်္ဂလာပါဒီနေ့ကတော့မိသားစုရင်းနဲ့ကနန်းချက်လေးလှုပ်ရှားဖြစ်ပါတယ်။ဝယ်လာတဲ့ကနန်းနေရာလေးတော်တော်တန်နဲ့ပြောရမယ်။အများကြီးပဲပါတယ်။ခမန်းချီကတော့15កောင်နေပါလောက်ပါမယ်နဲ့တူတယ်။အကောင်တွေကောင်လုံးကလည်းတန့်ဆင်ပြီးတော့ခြင်ထားပြီးသားဆိုတော့လေတခါတည်းရေလေးစေးပြီးတော့တန်ချက်ရုံမဲ့ပေါ့နော်။ပါတယ်ကနန်းလမကြီးတွေဆိုတာလည်းလीတခုဆိုတခုအကြီးကြီးတွေပဲကနန်းတွေကိုလေမချက်ခင်မှာတန့်စင်ပြီးသွားတာ ਨੇ ူကိုထုတ်ထားပေးမယ်ပေါ့နော်ပထမအဦးဆုံးပေါ့နော်ကနန်းလက်မလေးတွေကိုတည်တည်ချာချာဆက်ရှင်လက်ရှင်နဲ့ထုတ်ပေးမယ်ပေါ့နော်ဒီလိုထုတ်ပေးခြင်းအဖြစ်အရသာတွေနေဝင်သွားပြီးတော့စားရတဲ့အခါမှာလည်းလူလေးကူကူစားလို့ရမှာဖြစ်ပါတယ်ကနန်းကောင်တွေကိုလည်းအဲ့လိုလေးတစ်ချက်တစ်ချက်လေးထုတ်ပြီးမှချက်မယ်ပေါ့နော်ကနန်းနေရာလေးအများကြီးဆိုမှအများကြီးပဲဒီလားဆိုင်မှာဆိုလို့ရှိရင်3-4တောင်းလောက်ပြီးစားရတဲ့ဒီကနန်းတွေအားလုံးကလေ ဘလောက်ရှိလဲမှန်ကြည့်ကြည့်ပါလားခဏန်းတွေအားလေးပေါင်းအုပ်နဲ့ထည့်ရင်တော့မှတဝက်နီးပါးလောက်ရတယ်ပေါ့နော်တော်တော်များတဲ့ခဏန်းက13200ပဲရှိပါတယ်ဆိုင်လေးစာလေးကိုတော့ဗီဒီယိုရဲ့နောက်ဆုံးမှာထည့်ထားပေးမှာမို့အဆုံးထိကြည့်ပေးကြပါဦးနော်နေချက်တဲ့နေရာမှာစီတက်ဖို့အတွက်ချက်တော်နေချက်တော်ပြုအရောက်တမုံဆင်းရဲတွေကိုထောက်ချိထားပါမယ်။ရှမ်းနန်းနန်းတွေကိုလည်းခုလိုနေတော်လေးတွေလိဖြတ်ထားပါမယ်။ဖက်ဖဲကိုလည်းထုံဒီ၎င်းမယ်လိဖြတ်ထားပေးပါမယ်။ အနံလေးတွေမွေးပြီးတော့အညီနဲ့ပြတ်ဖို့ပါကျုပ်ဦးတော့နှလုံးတုံထားပါတယ်တခါတည်းမွေးတန်လေးနဲ့ကျုပ်ဦးခောက်ထားပြီးမယ်ပေါ့နော်ခရမ်းစင်နေသေးတယ်ကိုလည်းအနေတော်လေးတွေလှိထားပါမယ်ပေါ့နော်ခဏစားချက်ဖို့ကတော့ဒဲဦးပူအားနဲ့စီလေးထည့်ပြီးတော့ခဏဆောင်ပါမယ်စီလေးနည်းနည်းပူရတီဆောင်ပြီးတော့စီလေးပူလာပြီဆိုရင်ခုနကစီတက်ဖို့အတွက်ထောင်းထားတာလေးထည့်ပြီးတော့စီတက်ပေးပါမယ် ်တက်ပြီးတဲ့အခါမှာအယောင်လေးပုံပြီးလာတော့ဖို့အတွက်အယောင်တင်လေးနည်းနည်းလေးထည့်ပြီးတော့စစ်တက်ပြပါမယ်စစ်တက်ပြီးတော့ချက်တော်နီလေးတွေဟာအယောင်လေးနည်းနည်းနွမ်းလာမယ်အနံ့လေးလည်းနည်းနည်းမွေးလာမယ်ဆိုရင်တော့ခုနကတော့ငါအနေတော်လေးလိထားတဲ့ခရံချက်နီလေးထည့်ပြီးတော့စီထက်တက်ပြပါမယ်ခါရတော့လေးစစ်တက်တဲ့အခါမှာအနံ့မွေးတို့အတွက်ငမြိုင်လေးထည့်ပြီးတော့စီတက်ပြပါတယ်နောက်ပြီးတော့အရသာမုံလေးထည့်ပါတယ် ခရမ်းချင်းတွေလေးတွေပို့ပြီးတော့ခြေသွားဖို့အတွက်ထောင်းဆောင်တွေကိုစုံချင်းရင်လေးချင်ပြီးတော့စီတက်တက်တဲ့ကိုထပ်ထည့်ပြီးတော့ချက်ပါမယ်အချုံမုံလေးနည်းနည်းထည့်ပါမယ်ပြီးရင်တော့ခုနကတော့ခောက်ထားတဲ့ကြုံနှလုံးကိုထည့်ပြီးတော့မွေပါမယ်အနှစ်လေးတွေခြေသောဇုံလေးနဲ့တည်တည်ကြာကြာမွေးပြီးရခါမှာခုနကတော့သက်စင်ထားတဲ့ခဏလေးတွေကိုထည့်ပြီးတော့ထပ်မွေးပါမယ်။တချို့ကတော့ခဏကို